မင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ Facebook page တွေမှာပေါ့နော်ကျွန်တော်တို့တင်လိုက်တဲ့ post တစ်ခုကဘာကြောင့်မထီရောက်တာလဲဘာကြောင့်ထီရောက်မှုနေရတာလဲပေါ့နော်ဒီနီလန်းလေးကိုအဲကျွန်တော် sharing လုပ်ပေးချင်တယ်အတချို့ကြတော့ဒီနေရာမှာဒါကျွန်တော်မှာကတော့စိတ်နေတယ်ပေါ့နော်တချို့ကြတော့အဲကိုတင်လိုက်တဲ့ပုံမှာဒီလိုနေရာမှာမစိတ်မဲနဲ့အဝါလေးနဲ့အမတိတ်ပုံလေးဖြစ်နေတယ်ပေါ့နော်အဲဒီလိုမျိုးဘာကြောင့်ဖြစ်ရတာလဲပေါ့နော်ဒီဗီဒီယိုလေးမှာဒါကျွန်တော်အကြမ်းရင်းရှင်းပြပေးမယ် အဲတချို့ကြတော့လေဒါကျွန်တော်တို့ကိုတင်လိုက်တဲ့ပို့မှာပေါ့နော်အခုလိုမျိုးအဲကိုရဲ့တင်လိုက်တဲ့ပို့ပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်အဲလူကဘယ်လောက်ကြည့်လဲအဲဒီဗီဒီယိုကတော့အဲဘယ်လောက်ဒီဒီဗီဒီယိုမှာ follower ဘယ်လောက်ရလဲအခုလိုမျိုးပေါ့နော်ဒါဒီဗီဒီယိုမှာအဲကျွန်တော်တို့ကဒေါ်လာဘယ်လောက်ဝင်လဲအဲဒီလိုမျိုးကြည့်တဲ့နီလန်းလေးပေါ့နော်အဲဒီနီလန်းလေးကိုဒီနေ့ဒါအကြမ်းချင်းကျွန်တော် share link လုပ်ပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကတော့ဒီမှာအဲကိုတင်ထားတဲ့ပို့တစ်ခုပေါ့နော်အဲပို့ပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်အကုန်လုံးအတူတူပဲပေါ့နော် အဘယ်နေရာကိုနှိပ်ရမလဲဆိုတော့အဲဒီမှာဒီအပြာကြောင်းလေးရှိတယ်နော်အဲဒီအပြာလေးအဲကျွန်တော်တို့အဲ့ဒီ underline ထဲကိုတစ်ချက်နှိပ်လိုက် okay နှိပ်လိုက်ရင်ဒါက तू ကဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင် तू ကအဲဒီမှာအတိအကျ तू လာပြပေးထားရနော်အဲကျွန်တော်တို့ like လို့ရှင်လို့ comment လို့ share လို့ဒါကျွန်တော်တို့ save ထားတာလို့အဲဒီလိုမျိုးလာပြပေးတယ်ဒီမှာဆိုရင်တစ်ချက်ကြည့်ဒီမှာစိမ့်နေတယ်အဲဒီတချို့ကျတော့အဲ့ဒီနေရာမှာမစိမ့်မဲနဲ့ဝါနေတယ်ဝါနေရင်ဒီပို့ကဘာကြောင့်ဝါရတာလဲဆိုရင်အဲကျွန်တော်တို့ Facebook Facebook ဘက်ကပေါ့နော်ဝါနေတယ်ဆိုရင်တော့ဝါနေတဲ့ပို့ကလူများစီတွေရောက်မှာမဟုတ်ဘူးထိရောက်မှုလည်းအရန်နှဲမယ်ပေါ့နော်ဝါနေတဲ့ပို့ပြောတာဒီနေ့ဝါနေတယ်ဆိုရင်ပေါ့နော် Okay ဒါကိုကျွန်တော်တို့ကမဝါလို့ရမယ်ဗီဒီယိုအဒီတင်လိုက်တဲ့ဓာတ်ပုံပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ပေါ့နော် အဲ quality လေးကိုကောင်းကောင်းလေးတင်မယ်အဲဒါကတော့ကျွန်တော်ဗီဒီယိုကရှင်းသွားမယ်ပေါ့နော်အဲနောက်ထပ်ဗီဒီယိုလေးနဲ့ sharing လုပ်ပေးမယ်ဝါရချင်းဆင်းရချင်းအကြောင်းကနောက်ထပ်ဗီဒီယိုလေးနဲ့ sharing လုပ်ပေးမယ်ပေါ့နော်အဲဒီဗီဒီယိုမှာဒါပုံတပုံချင်းကိုကြည့်တဲ့နီလန်းလေးပေါ့နော်အဲဒီတိုင်းကြည့်လို့ရတယ်အဲကျွန်တော်ရဲ့မိတ်ဆွေဒီတိုင်းလေးကြည့်အဲဒီတိုင်းလေးကိုရဖို့ဘယ်လောက်ထိဒါကတော့အောင်ထားတဲ့လူဖြစ်တဲ့တော့ပေါ့နော်တကယ်လို့မအောင်သေးဘူးဆိုရင်လည်းအဲဒီနေရာမှာဒီလိုမျိုးအတိအကျပြပေးတယ်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကဘာကြောက်အဲဒီနေရာကဒီနေရာလေးကိုနှိပ်ပြီးတော့လည်းကြည့်လို့ရသေးတယ် အဲ့ဒါတစ်ချက်ချင်းပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့ကဒါအကြံလေးကျွန်တော် sharing လုပ်ပေးတာပေါ့နော်အဲဒီလိုမျိုးဝင်ကြည့်လို့ရတယ်တကယ်တမ်းကတော့ဒီပို့ကလုံးဝ engagement 100%ကောင်းကျင်နေဆိုရင်တော့အဲဒီနေရာမှာဒါတွေကအပြည့်ပေါ့နော်စိတ်အောင်လုပ်ဖို့လိုတယ်ဒါကတော့အကုန်လုံးမစိမ့်ဘူးပေါ့နော်ဒါကလည်းဘာကြောင့်မစိမ့်ရတာလဲဆိုတာလေးကိုလည်းကျွန်တော်ထပ်ပြီးတော့အရှင်းပြပေးမယ်โอเคဒါကတော့ဒီနေ့ကတော့ဒါဗီဒီယိုတစ်ပုဒ်ကိုဝင်ကြည့်တဲ့နေပေါ့နော် underline တော့တချို့ကအသုံးမချတတ်ဘူးပေါ့နော် ကိုတင်လိုက်တဲ့ဓာတ်ပုံပဲဖြစ်ဗီဒီယိုပဲဖြစ်ဗျာဒီလိုမျိုးအပြာလေးနဲ့ဒီလိုမျိုးအပြာလေးနဲ့အန်တာလိုက်ဆိုတာရှိတယ်နော်ဒီလိုမျိုးလေးပေါ့နော်အန်တာလိုက် AD အထက်ဟိုဒါကျွန်တော်တို့ကတစ်ချက်ဝင်လိုက်ဝင်လိုက်တဲ့ဆိုရင်ဒါဆိုရင်ဒီမှာအတိအကျတိလို့ရပြီဒါဆိုရင်ကိုရဲ့ပိုဟာထိရောက်မှုကတသန်းနဲ့၄သိန်းရှိတယ်ဝယ်ထားတဲ့ဒေါ်လာက20ရှိတယ်ဒီပို့မှာရသွားတာ follower က239ဒါကတော့သူရဲ့ engagement ပေါ့နော် okay ဒီတိုင်းဒါအချမ်းမင်းကြည့်လို့ရတယ်ပေါ့နော်ဒါကတော့အချမ်းမင်းတော့မဟုတ်ဘူးเนาะဒီနေရာကတော့အတိအကျပေါ့နော် အဲဒါလေးကိုကြည့်တဲ့နေတဲ့နေပေါ့နော်အဲဒါကျွန်တော်မြောက်ပဲနောက်ရက်ကြရင်ဒီနေရာမှာဝါရခြင်းအကြောင်းအဒီလိုမျိုးစိမ့်ရခြင်းအကြောင်းပေါ့နော်ကျွန်တော်ထပ်ပြီးတော့ share နဲ့လုပ်ပေးမယ်ဒါကတော့အရင်ရေးကြီးဆုံးအနည်းဆုံးတော့အဲဒီလိုမျိုးစိမ့်နေရမယ်ပေါ့နော်ဒီနေရာကစိမ့်မှာပဲဒီလိုဗီဒီယိုကဒါအန်ဂိမ်းမဲ့ကောင်းမယ်ပေါ့နော်တကယ်လို့ဝါနေရဆိုရင်မကောင်းဘူးကျွန်တော်ရမယ့်စကားအဒါလေးကိုတစ်ချက်နှိပ်ကြည့်တဲ့လိုထပ်ပြီးတော့စစ်လို့ရတယ်ဗျအဲဒီမှာလမ်းမိုးလေးပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်သူ့မှာတော့နှစ်ချက်ပဲအမှန်ချစ်ရှိတယ်ပေါ့နော် အဲဒီကောင်ကတော့အဲ့လောက်နှစ်ချက်နဲ့တော့မရသေးဘူးပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့အဲကောင်းတဲ့ထဲတော့မပါဘူးအဲကျွန်တော်ပြောသလိုပဲဆွတ်တင်ပြီးတော့ဒီ CO ကိုနှိပ်ကြည့်လိုက်ရင်ဒီဥစ္စာတွေပါတကယ်တမ်းကစိမ့်အောင်လိုတယ်ပေါ့နော်ဒါတွေကိုစိမ့်အောင်ပို့ဘလို့တင်ရမလဲဗီဒီယိုဘလို့တင်ရမလဲပေါ့နော်အဲနောက်ထပ်ဗီဒီယိုလေးနဲ့ထပ်ပြပေးမယ်ဒါကတော့ကျွန်တော်အကြမ်းမြင့်ပေါ့နော်ကိုတင်လိုက်တဲ့ပို့တစ်ခုမှာအဲဒေါ်လာဘလောက်ဝင်တယ်လဲလူကဘလောက်ရတယ်ဗျူးကဘလောက်ရလဲဆိုတာပေါ့နော်အဲဒီလိုမျိုးဒါအကြမ်းပြင်းဒီလိုမျိုးစိတ်နေရမယ်ပေါ့နော် အကြံပြင်းကြည့်တဲ့နီလန်းလေးကိုဒါ sharing လုပ်ပေးတာပါတော့ဟုတ်ကဲ့ပါဟာနောက်ထပ်ဒီနေရာကစိမ့်ရခြင်းဝါရခြင်းအကြောင်းလေးကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့မျှဝေပေးပါမယ်